သူများတွေများမိုက်လိုက်တာဂျမန်ကိုရောက်ပြီးကြောင်းနေတဲ့အလုပ်တွေလုပ်နေလောက်ပြီးငါကြတော့လေလှုပ်တဖက်နဲ့ရှိဦးမရောက်တော့ဘူးတကယ်တော့ပြင်မာတန်တန်းနေတရားမှဂျပန်စာတက်သွားမယ်လို့တတ်မှတ်လို့မှမရတာဟမ်အဓိကကကိုယ့်အတွက်စာတိတိကျကျခေါင်းထဲရအောင်လေးလာသွားဖို့ပဲမဟုတ်ဘူးလားကျမတို့ပြောတတ်ချင်သူတိုင်းအတွက်တနန်းကြီးတက်တာဆုံးနဲ့ထိရောက်ဆုံးတင်ယူနိုင်ဖို့ GYS ကသင်ရှိပါတယ်။ GYS နဲ့ဆိုရင်ခြေခံ grammar တွေကိုလည်းပိုင်နိုင်လာမယ်။ခန်းကြီးတွေကိုလည်းရေးတက်လာမယ်။ စာကြောင်းတွေကိုပါတိဆောက်နိုင်လာမယ်။ထမင်းစားရည်တောက်လည်းပြောတတ်လာမယ်။ GYS နဲ့ဆိုရင်24နိုင်ကြိုက်တဲ့ချိန်တက်လို့ရတယ်။စာရီမိသွားလို့ပြန်ကြည့်ချင်တယ်ဆိုရင်လည်းရတယ်။ Facebook group website application ကြိုက်နှစ်တက်ရာကနေလေ့လာလို့ရတယ်။ဆရာဆရာမတွေစီအင်္ဂါထည့်ရင်နဲ့နားမလည်တာတွေထပ်တိချင်တာတွေကိုအာမနာတန်းမေးမြန်းလို့လည်းရတယ်။အချင်းချင်းတိုင်ပင်စင်နေလို့ရတယ်။ကျောင်းသား group တွေလုတ်ပြီးထားတော့ပိုပြီးစင်ပြရပါတော့။ ကဲဂျပန်စာကိုကျွမ်းကျင်ပိုင်နိုင်စေဖို့ဂျပန်နီးလိုမှန်ခဲလို့ရတယ်လို့ပြီးမက်ဆန်ဂျာမှာလည်းတွားရောက်ဆုံဆန်းလို့ရပါရဲ့ရှင့်